မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်မဲအွန်လိုင်းစီမှာဒေါက်တာဝင်းအရေးသုံးပါဆောင်ထိန်လိုက်နာပါမယ်ဆိုတဲ့ဂတိပြုမှုကြောင့်ဒေါက်တာအေးမောင်ကိုလွတ်ငင်းချမ်းသာခွင့်ပြုလိုက်ပြီးရွေးကောက်ပွဲရှင်ပြိုင်ခွင့်ပေးထားတယ်လို့စစ်တပ်ကထုတ်ပြန်လာပါတယ်တဖက်မှာတော့ မန္တလေးတိုင်းကျောက်ပောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြဖတ်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခိုက်ချင်းမှုအတွင်းစစ်တပ်ကရရှိတဦးအပါဝင်စစ်သား၅ဦးပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ပုတ်ပါဂါရီလာဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရှင်းကိုခစ်တဲ့ကိုပြောပါတယ် ိုးတိုင်းမြောင်လေးပင်ခရိုင်အတွင်းမှာအချက်ဖက်စကောင်စီရဲ့ရွေးကောက်ပွဲအတွက်ပါဝင်သူအပိအမြောက်လုတ်တဲ့သူတွေကိုအရေးယူမှာဖြစ်တယ်လို့ကဲညူတက်မှာသုံးကနေတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပစုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မင်းအွန်လိုင်းစီမှာဒေါတာဝင်းအရေးသုံးမှာစောင့်ထိန်လိုက်နာပါမယ်ဆိုတဲ့ဂတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကိုလွန်ငင်းချမ်းသာခွင့်ပြုလိုက်ပြီးရွေးကောက်ပွဲရှင်ပြိုင်ခွင့်ပေးထားတယ်လို့စစ်တပ်ရဲ့အမိန့်ထုတ်ပြန်ချက်အရသိရပါတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဒေါက်တာအေးမောင်ဟာအကြက်ဖက်မင်းအွန်လိုင်းစီမံဒုတာဝန်အရေးသုံးပါစောင့်ထိန်လိုက်နာပါမယ်ဆိုတဲ့ကတိပြုမှုကြောင့်စစ်တပ်ကဒေါက်တာအေးမောင်ကိုလွန်ငင်းခွင့်ပေးလိုက်တယ်ဆိုပြီးထုတ်ပြန်လာတာပါ။အဲ့ဒီရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်ရဲ့ပြစ်မှုထင်ရှားစီရင်ထားတဲ့ပြစ်မှုနဲ့ပြစ်ဒဏ်တွေအတွက် အဂျပန်မင်းအွန်လိုင်းရဲ့လွတ်ငင်းခွင့်အမိန့်နဲ့ဒေါက်တာအေးမောင်ဟာပြန်လဲလွတ်မြောက်ခဲ့တယ်ဆိုပါလိမ့်မယ်။အဲ့ဒီလိုဒေါက်တာအေးမောင်ကိုလွတ်ငင်းခွင့်ပေးတာဟာလေသူကိုယ်တိုင်အဂျပန်မင်းအွန်လိုင်းစီမှာပြည်တော်စုမပြိုကွဲရေးဒိုင်းရင်သားစီလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ဒုတာဝန်အရေးသုံးပါးကိုစောင့်ထိန်လိုက်နာပါမယ်ဆိုတဲ့ကတိပြုမှုကြောင့်လွတ်ငင်းခွင့်ပေးလိုက်တာဖြစ်တယ်လို့လေစစ်တပ်ကထုတ်ပြန်ထားပြီးအဲ့ဒီဒေါက်တာအေးမောင်ဟာ ်စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာပါဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ပဲခူးတိုင်းညောင်လေးပင်ခိုင်အတွင်းမှာအချမ်းဖက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ပါဝင်သူအပိအောင်မြောက်လုတဲ့သူတွေကိုအရေးယူမှာဖြစ်တယ်လို့ကျန်းညူတက်မှာ၃ကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကိုတော့ ဒီကနေ့စတင်ပါလာစနေနေ့မှာပဲ KNU တမ3ကနေတရားဝင် ကြေညာလာတာပါလက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကရင်အမျိုးသားအစည်းအရုံးရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အမျိုးသားဒန်းတူရေးနဲ့ကိုပိုင်ပြထန်းခွင့်ရှိတဲ့ပြည်နယ်ပေါင်းစုဖက်ဒရယ်ပြည်ထောင်စုကို ပြည်သူလူထုတရလုံးယုံကြည်လက်ခံတဲ့တိုင်းနိုင်ငံလုံးလွှမ်းခြုံမှုရှိရာရွေးကောက်ပွဲရလနဲ့အညီဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအသစ်ကိုထူထောင်ဖို့တာဖြစ်တယ်လို့ဆိုပါတယ် အခုအကြက်ဖက်စစ်တပ်ကတဖက်သက်ကျင်းပဖို့လုပ်နေတဲ့ရွေးကောက်ပွဲဟာတနိုင်ငံလုံးလွမ်းခြုံနိုင်မှုမရှိတဲ့အတုအယောင်သာဖြစ်ပြီးဆန္ဒရှင်စနစ်သက်ဆိုးရှေအောင်တိုင်းရင်းသားပြည်သူလူထုတရက်လုံးအပေါ်ဖိနှိပ်ကြုံပြုတ်ဂုတ်သွေးဆုပ်ပြီးအသက်ရှင်ရက်တေလူနဲ့မချားတဲ့ဘဝကိုတွန်းပို့သွားမဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့ GNU ကပြောထားပါတယ်အဲ့ဒီအတွက်ညောင်လေးပင်ခိုင်အတွင်းမှာအကြက်ဖက်စစ်တပ်ကလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက် ပါဝင်သူအားပေးအမြောက်လုပ်တဲ့သူတွေကိုမြေသူကိုမဆိုအရေးယူမှာဖြစ်တယ်လို့လည်းဂဲညူတက်မဟာ၃ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းကျောက်ပန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာပြန်တဲ့အကြဖက်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေက1-1တိုက်ခိုက်ချင်းမှုအတွင်း စစ်တပ်ကရရှိတအုပ်အပါဝင်စစ်သား၅ဦးပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ပုတ်ပါဂါရီလာဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ25ရက်နေ့ကပဲကျောက်ပတောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကဒေါ်လာအပူပေါင်းတပ်တွေကလမ်းကနေအသင့်ဆောင်ပြီးဂျာပြတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်ကအရာရှိတဦးအပါဝင်စစ်သား၅ဦးပြင်းထန်ဒဏ်ရာရရသွားပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ပုတ်ပါဂါရီလာဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်။အဲဒီလိုစစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားတဲ့အချိန်တော်လိုင်းတပ်တွေကနယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့စစ်အုံဆောင်ပစ္စည်းတချို့ကိုပါတင်းစီရရှိထားတည်တယ်လို့လည်းပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာလေစကိုင်းတိုင်းပလဲမြို့နယ်မှာအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှုမှုအတွေ့စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ချင်းတွင်တူနီယာ PDF ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ9ရက်နေ့ကပဲပလဲမြို့နယ်ကုတ်ကိုကုန်းကျေးရွာကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လိုင်းဤပူပေါင်းတပ်တွေကလက်ကနေအသက်ဆောင်ပြီးဖြတ်အားပြင်းမိုင်းတွေရောလက်နက်ငယ်တွေနဲ့ပါကြားဖြတ်တိုက်ခိုက်ချေမှုခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြီးလက်ရှိပလဲမျိုးနယ်မှာလည်းမြို့ပေါ်နေရာတွေကိုသာစစ်တပ်ကအတိအကထိန်းချုပ်ထားနိုင်တယ်လို့ဂျန်နဲ့နေပြည်အများစုကတော့ဒေါ်လာရေးတပ်တွေကသာထိန်းချုပ်ထားတဲ့အတွက်စစ်တပ်ကဒေါ်လာရေးတပ်တွေထိန်းချုပ်ထားတဲ့နေပြည်တွေကိုပြန်လည်လိုချင်နေတာကြောင့်စစ်ကြောင်းထိုးတာတွေလာလာလုံနေပြီမဲ့သူတို့စစ်တပ်စစ်ကြောင်းတွေသာတိုက်ခိုက်ခံရပြီးပြန်ပြန်ဆုတ်သွားကြတဲ့အခြေအနေသာဖြစ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကလည်းပြောထားပါသေးတယ်ခင်ဗျ။ ဖက်မှာတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကအရသာပြည်သူတွေနေထိုင်ရာခြေရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ရော့လက်နက်ကြီးနဲ့ပါဘုံကျဲပစ်ခတ်တိုက်ခိုက်မှုအတွေ့ပြည်သူ၃ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာတွေရထားပြီးအဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ၁၇ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြမ်းဖက်စစ်ကောင်စီတပ်ကသပိတ်ချင်းမြို့နယ်မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာ ကမ်ဘာနီခြေရွာနဲ့ဇယက်ကွင်းခြေရွာတွေကိုလေနဲ့လာပြီးတော့ဘုံကျဲသွားသလိုလက်လက်ကြီးနဲ့လည်းပြစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုအချက်ပစစ်တပ်ရဲ့အယတပြည်သူတွေကိုပြစ်မှတ်ထားတက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူ၄ဦးကဒဏ်ရာတွေရထားပြီးအဆောင်အုံတွေလည်းပျက်စီးထားပြန်တယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမွန်ကပြောထားပါတယ်။ လက်ရှိအကြက်ဖက်စစ်တပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့အယသပြည်သူတွေနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိပိတ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလုပ်ပြီးတော့စစ်ရဆွဲမှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေကြတယ်လို့လည်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်ခင်ဗျာဖမလေးစကိုင်းတိုင်းဝက်လက်မြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့အကြံဖတ်စစ်တပ်က စေယောဂခန်းဇာနီရတဲ့ပြည်သူတို့ကိုနှိပ်စက်တက်ဖြတ်ပြီးတော့နေအိမ်အလုံး90ကျော်ကပါမိရှုဖြတ်စီးသွားတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တက်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ Wallet မြို့နယ်အတွင်းစစ်ကြောထိုးနေတဲ့အချမ်းဖတ်စစ်တပ်ကတိုက်ရွာအထက်ခြေရွာနဲ့အောက်ခြေရွာကိုဝင်းရောက်စီးနှင်လာတယ်ဆိုပါတယ်။အဲ့ဒီအချိန်ခြေရွာတွေကနေထွက်ပြေးလို့မလွတ်တဲ့စေယောဂဝေဒနာခံစားနေရသူပြည်သူတို့ကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်လိုက်တဲ့အပြင် နေအိမ်အလုံး90ချုပ်ကိုလည်းအကြောက်မဲ့မိရှုဖြက်စီးခဲ့ကြတယ်လို့ Wallet Information Network ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။လက်ရှိအဲ့ဒီအချက်ဖတ်စစ်တပ်စစ်ကြောင်းကြောင့်ပဲ Wallet မြို့နယ်အတွင်းကစင်ကိုင်းမြောက်ရွာတိုက်ရွာအထက်ရွာအောက်ရွာတမာကန်ရှိမကမင်းကုန်ငါးတိုက်တောင်အင်းဒေါင်းနဲ့ဖိုးဝင်တဲ့ကြေးရွာနေပြည်သူတွေလေဘေးလို့ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းမြိုင်မြို့နယ်ကညောင်ဂုံးကျေးရွာကိုအချက်ဖက်စစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အဆောက်အဦတွေထိခိုက်ပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဒါကတော့စက်တင်ဘာလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲမြိုင်မြို့နယ်ညောင်ဂုံးကျေးရွာကို Jet Fighter တစ်စီးနဲ့လာပြီးတော့ဘုံတွေကျဲချသွားတယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ီသူတွေကအချိန်မီတင်းရှောင်လိုက်နိုင်တဲ့အတွက်ထိခိုက်မှုမရှိပေမဲ့အစာဦးတွေကတော့ထိခိုက်ပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူရခိုင်ပြည်နယ်ကြောက်တော်မြို့အနီးကတီးချောင်းဘက်ကိုလည်းစတင်ပါလာဆယ်ရက်နေ့ကပဲအကြမ်းဖက်စစ်တပ်ကလေနဲ့လာပြီးဘုံကျဲသွားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုပဲ

ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ